ဒီနေ့တင်ဆက်ပေးသွားမယ့်ဇာကားလေးကတော့ဒီအာသာဆိုတဲ့ဇာကားလေးပဲဖြစ်ပါတယ် ကျွန်တော်ဒီဇလန်းလေးစာမပြောခင်မှာကျွန်တော်တို့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်ခင်ဗျဇလန်းလေးက1945ခုနှစ်ကိုဇက်အိမ်တည်ထားပါတယ်ဇလန်းစာမှာ grace ဆိုတဲ့မျိုးသမီးတဦးနဲ့သူမကလေးနှစ်ယောက်ဖြစ်တဲ့ Annie နဲ့ Nicole တို့ကဂျာစီမြို့မှာရှိတဲ့အိမ်ကြီးတအိမ်ကိုပြောင်းလာခဲ့ကြပါတယ်ဆောင်းရွက်ကာလဖြစ်ပြီးတော့ကဘာစီကြီးပြီးသွားခဲ့ပေမဲ့လည်းပြင်းတဲ့နိုင်ငံမှာဆက်သွားတိုက်တဲ့သူမယောက်ျားကတော့အိမ်ကိုပြန်မရောက်လာနိုင်ခဲ့သေးပါဘူး။ဂရေကသူမကလေးတွေကိုဆောင်းလျှောက်ဖို့နဲ့အိမ်တန်ရှင်းရေးလုပ်ဖို့အတွက်အစီအကံတွေငှားခဲ့ပေမဲ့အလို့သမားတွေဟာရန်နှဲငယ်လောက်လုပ်ပြီးတဲ့အခါမှာအကြောင်းပြချက်မ ရှိဘဲနဲ့ထူးဆန်းစွာနဲ့အလုတ်ကနေထွက်သွားကြပါတယ်။တနေ့မှာတော့သူမအိမ်ကိုလူသုံးယောက်ကအလုတ်လာလုတ်ဖို့ရောက်လာတာပါလို့ပြောပါတယ်။ပထမတော့ Grey ကသူတို့ကိုကြည်ပြီးတော့ထူးဆန်းနေပေမဲ့နောက်မှသူမမျိုးရဲမှာအလုတ်ကျင်းကြခိုင်းထားတာကိုတတိယပြီးတော့အိမ်ထဲကိုခေါ်လိုက်ပါတယ်။ တို့ကတော့ NDKD Angetane နဲ့စကားမပြောတတ်တဲ့ Lindia ဆိုတဲ့အကောင်မလေးတို့ပဲဖြစ်ပါတယ်။ Grey ကတို့သုံးယောက်ကိုအိမ်ထဲကိုဖိတ်ခေါ်လိုက်ပြီးတော့တို့လိုရမယ့်အလုပ်တာဝန်တွေကိုလိုက်ပြပါတယ်။ပြီးတော့ Grey ကတို့သုံးယောက်ကိုလည်းဒီအိမ်မှာသူမချမှတ်ထားတဲ့စည်းကမ်းတွေကိုအသေးစိတ်ပြောပါတယ်။သူမကအိမ်တကားတွေလိုက်ကာတွေကိုလည်းအမြဲတမ်းလုံခြုံအောင်ပိတ်ထားရမယ်လို့ပြောပါတယ်။သူမကလေးနှစ်ယောက်ကအပြင်ညောင်ကြီးနဲ့တမ်းမတဲလို့ထိခိုက်မိရင်ပြင်းထန်တဲ့အရေပြားယောဂါဖြစ်တတ်တာကြောင့်လို့ရှင်းပြပါတယ်။ပြီးတော့သူမကတိတ်တိတ်ဆိတ်ဆိတ်နေတာကြိုက်တဲ့အတွက်ကြောင့် Radio တွေ Telephone တွေလည်းမရှိဘူးလို့ဆိုပါတယ်။ Grey ရဲ့စီကန်းတွေကအနေငယ်ကြောင်းတောင်းနိုင်ပေမဲ့သူတို့သုံးယောက်ကအလို့လို့ဖို့အတွက်သဘောတူလိုက်ကြပါတယ်။နောက်နေ့မနေ့အန်ဒီကေတီကအကြီးတန်းအစီကံအဖြစ်တာဝန်ယူပြီးတော့ကလေးနှစ်ယောက်ကိုမနှက်စာချွေးပါတယ်။အဲဒီချိန်အန်ဒီကသူမမေစိတ်ချမ်းမာရေးဖောက်တဲ့ချိန်ယူမိုက်တဲ့အလုပ်တွေလုပ်တတ်လို့အန်ဒီတို့ရောအရင်ဝန်ထမ်းတွေလိုခဏလေးအလို့လို့ပြီးတော့ထွက်သွားမှာလားလို့မေးတော့အန်ဒီကေတီကချက်ချင်းနားမလည်သေးပေမဲ့လည်းမထွက်သွားပါဘူးလို့အန်ဒီကိုနှစ်သိမ့်ပေးပါတယ်။နီကိုလက်ကတော့အန်ဒီပြောတာကိုသူ့အမေကြားသွားမှစိုးရိမ်နေတဲ့အတွက်သူ့အမကိုထပ်မပြောတော့ဘူးအော်ပြောလိုက်ပါတယ်။ဘေးကမှနေနေတဲ့ဂရေးကဒါကိုကြားသွားပြီးတော့ကလေးတွေကို တိတ်တိတ်ဆိတ်ဆိတ်နဲ့မနှက်စာစားဖို့ပြောပါတယ်ပြီးတော့ NDK တီကိုအပြင်ဘက်ကိုခဏခေါ်သွားပါတယ်ဒီနောက်မှာတော့ Greg က NDK တီကိုအင်ကြီးတွေအလုတ်ကြော်ညာစာထဲခဲ့တာမှန်ပေမဲ့ တရင်စာတိုက်ကမထုတ်ဝေတော့တာကြာပြီဖြစ်လို့ဘာကြောင့်ဒီအိမ်ကြီးကိုအလုပ်လုပ်ဖို့ဆိုတဲ့အကြောင်းပြချင်းနဲ့ရောက်လာကြတာလေလို့မေးပါတယ်။အန်ဒီကတီကလည်းဂရေးကိုနားလည်မှုလွဲသွားလို့အရင်တောင်းပန်လိုက်ပြီးသူတို့မိသားစုကအရင်အိမ်ရှင်တွေလက်ထက်ကလေးကဒီအိမ်မှာနှစ်ပေါင်းများစွာအလုပ်လုပ်ဖို့ခဲ့ကြပြီးနှစ်တွေကြာတော့ဒီအိမ်ကြီးကိုတရီရတဲ့စိတ်နဲ့အလုပ်ပြန်လုပ်ဖို့လာခဲ့တာဖြစ်ကြောင်းနဲ့ဒီအိမ်ကြီးမှာအမြဲတမ်းအလုပ်လုပ်ဖို့နေရာရှိမယ်ဆိုတာသိလို့လာခဲ့တာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ဂရေးကအန်ဒီကတီတို့မိသားစုကိုစာနာသွားပြီးဆက်ပြီးအလုပ်လုပ်ဖို့ခွင့်ပြုလိုက်ပါတယ်။ထပ်ပြီးတော့ဂရေးကဒီအိမ်မှာညာဘက်တွေဆိုရင်ထူးဆန်းတဲ့အရာတွေဖြစ်နေပြီးလူတွေစကားပြောနေကြ တဲ့အတန်တွေလမ်းလျှောက်တန်တွေငိုကြွေးတန်တွေကြားရကြောင်း NDKT ကိုပြောပြတော့သူမလည်းသတိထားမိကြောင်းပြန်ပြောခဲ့ပါတယ်။ Grey ကမကြောက်တတ်ပေမဲ့သူမရဲ့ကလေးနှစ်ယောက်ကတော့ဒီအိမ်မှာတရေတွေရှိတယ်လို့ပြောနေကြလို့ NDKT အနေနဲ့ကလေးတွေကိုဒီအိမ်မှာဝိညာဉ်တရေတွေမရှိကြောင်းဖြောင်းပြပေးဖို့တောင်းဆိုခဲ့ပါတယ်။နောက်နေ့ရောက်တဲ့အခါမှာတော့ Grey က NDKT ကိုသူသမီးလိုင်ဒီယာကဘာကြောင့်ဆုံးဝသွားရတာလဲလို့မေးတော့ NDKT ကသူတို့အတိတ်အကြောင်းကိုပြောပြဖို့စိတ်မပါတာကြောင့်အခန်းထဲကနေထွက်သွားခဲ့ပါတယ်။အဲဒီချိန်ရုတ်တရက်ငိုတန်စူးစူးဝါးဝါးကြားလိုက်တာကြောင့်သူမသမီးအန်နာရဲ့ငိုတန်ထင်ပြီးတော့ချက်ချင်းပြေးကြည့်တော့မှာပဲ ်အန်နာကခန်းထဲမှာစားလုံနေပြီးတော့သမီးငိုတာမဟုတ်ဘူးလို့ပြောပြခဲ့ပါတယ်ဒီခန်းထဲမှာဗီတာဆိုတဲ့တရေကောင်လေးတစ်ကောင်ရှိကြောင်းနဲ့သူ့ဘေကသူ့ကိုဒီအိမ်ကြီးကနေအပြင်ဘေမှမထွက်ခိုင်းတာကြောင့်သူ့ဘေကိုစိတ်ဆိုးပြီးတော့ငိုနေတာလို့ပြောပြပါတယ်ဂရေကတော့အန်နာပြောတာကိုမယုံကြည်ဘဲနဲ့နောက်ထပ်ဒီလိုစိတ်ကူးရင်စံတာတွေထပ်မပြောဖို့သူ့သမီးကိုစူခဲ့ပါတယ်နောက်ရောက်တဲ့အချိန်အန်နာကသူ့မောင်လေးကိုတရေကောင်လေးဗီတာကခင်ကျင်တဲ့အကြောင်းပြောတော့နီကိုလက်ကလည်းသူ့မတမင်သူ့ကိုကြောက်အောင်ခြောက်နေတယ်ဆိုပြီးအောင်နမနှစ်ယောက်ညင်းနေကြတဲ့အချိန်တရေကောင်လေးဗီတာကကိုထင်ပြပြီးသူ့လက်ကိုလာကင်တော့နီကိုလက်လည်းငေးတဲ့ပောင်းအော်လိုက်တာသူ့ ူ့မိကြားသွားပြီးချက်ချင်းသူတို့အခန်းထဲကိုရောက်လာခဲ့ပါတယ်။ဂရေကအန်နာကိုအပြစ်ပေးတဲ့အနေနဲ့ဘုရားဝတ်ပြုတဲ့အခန်းထဲမှာစံစာဖတ်ပြီးတော့အပြစ်ဖြေခိုင်းခဲ့ပါတယ်။အန်နာကအပြစ်ဖြေခိုင်းတာကိုလက်ခံပေမဲ့ဒီအိမ်မှာတစေရီကတော့တကယ်ရှိနေတာဖြစ်ကြောင်းသူ့မိကိုတရားပြောပြပါတယ်။ဒီလိုနဲ့တည့်ရက်မှာတော့အပေါ်ဓာတ်ကစူညံတန်တွေကြားရလို့ဂရေကချက်ချင်းအပေါ်ဓာတ်တက်ကြည့်တဲ့အချိန်သူသမီးအန်နာကိုတွေ့လို့အကျိုးကြောင်းမေးတော့မှပဲ။အန်နာကသူမပြောလဲအမေယုံကြည်မှာမဟုတ်တဲ့အတွက်ကြောင့်မတည်ဘူးလို့ပြောတော့ဂရေကအန်နာကိုအမှန်တိုင်းပြောရင်အပြစ်မပေးဘူးလို့ပြောခဲ့ပါတယ်။အဲနောက်အန်နာလည်းအခန်းတစ်ခန်းကိုလက်ညှိုးထိုးပြလိုက်ပြီးအဲဒီခန်းထဲမှာတယောက်ယောက်ရှိနေတယ် 就比较吧。般 ရေလျက်ခန်းထဲသွားကြည့်တော့မှပဲလူတယောက်လိုပုံသဏ္ဍာန်ကသူမနားကနေဖြတ်သွားပြီးတကားဖွင့်ပြီးထွက်သွားတာကိုရိတ်ခနဲတွေးလိုက်ရပါတယ်အဲတော့မှဂရေလည်းသူသမီးပြောတာကိုလက်ခံလာခဲ့ရပြီးဒီအိမ်ကြီးမှာဖြစ်နေတဲ့အကြောင်းတွေကိုမေးကြည့်ပါတော့တယ်အန်နာကတော့သူတို့တွေကမိသားစုလိုက်ရှိကြတာဖြစ်ပြီးဒီအိမ်ကြီးကိုသူတို့ပိုင်ချောင်းနဲ့အိမ်ကြီးကိုပြန်ပြီးတော့တင်းယူဖို့တိုင်ပင်နေကြတယ်လို့လည်းပြောပြပါတယ်ပြီးတော့အန်နာကသူတို့မိသားစုပုံဆွဲထားတာကိုပြလိုက်ပြီးပုံထဲမှာလင်မယားနှစ်ယောက်ရဲ့ဖီတာဆိုတဲ့သူတို့ရဲ့သားလေးရဲ့အဖွားကိုတစ်ယောက်ရဲ့မိသားစုက၄ယောက်ရှိပြီးတော့မှကျန်တဲ့သူတွေထက်ဒီအိမ်မှာအဖွားကြီးကိုသာအများဆုံးတွေ့ရကြောင်ပြောပြပါ ပါတယ်။နောက်ဆုံးတော့ Gray လည်းသူသမီးပြောတာကိုယုံသွားပြီးစေကန်အားလုံးကိုခေါ်ပြီးတော့ Thierry ကိုမောင်းထုတ်ဖို့လုပ်ကြပါတယ်။ Thierry ကလင်းကိုကြောက်တဲ့အတွက်ခန်းစည်းလိုက်ကာတွေကိုဖြုတ်ခမ်းလိုက်ပြီးတိမ်လုံးအလင်းတွေပြစ်နေအောင်လုပ်ပါတယ်။အဲ့လိုနဲ့ Gray တို့တယောက်တလန်းစီအိမ်ထဲလိုက်ပတ်ကြည့်နေရင်းနဲ့တနေရာမှာတော့ရင်နေခဲ့ကြတဲ့အိမ်ပန်ရှင်တွေရဲ့ဓာတ်ပုံတွေကိုတွေးခဲ့ပါတယ်။ထူးဆန်းတာကဓာတ်ပုံတွေထဲကလူတွေအားလုံးကအိပ်ပျော်နေတဲ့ပုံစံတွေနဲ့ရိုက်ထားကြတာပါ။ Gray လည်းထူးဆန်းတဲ့ဓာတ်ပုံတွေအကြောင်းကို Antiquity ကိုမေးကြည့်တော့မှပုံတွေကလူတွေကအိမ်နေကြတာမဟုတ်ဘဲနဲ့တည်ဆုံးပြီးချိန်မှာရိုက်ခဲ့ကြတာဖြစ်တယ်လို့ပြောပြပါတယ်။အဲ့ဒါကတေသူတွေရဲ့စာအုပ် ်ခေါ်ပြီးလွန်ခဲ့တဲ့ရာစုနှစ်တွေကသူတို့ရဲ့ဒလိမှာတည်ဆုံပြီးချိန်ဓာတ်ပုံရိုက်ပြီးတော့တင်းထားခြင်းကပုံရိပ်ဝိညာဉ်တွေအနေနဲ့ဆက်လက်ရှင်သန်နိုင်ပြီးသူတို့အိမ်မှာအတူတကွပြန်လည်နေထိုင်နိုင်ကြောင်းနဲ့ချက်ရတဲ့သူတယောက်တည်ဆုံတဲ့အခါဝမ်းထဲပူဆွေးမှုတွေကလူတွေကိုထူးဆန်းတဲ့အရာတွေလုပ်ဖို့တွန်းအားပေးတတ်ကြတာလည်းဖြစ်နိုင်ကြောင်းပြောပြခဲ့ပါတယ်။ဂရေလည်းထူးဆန်းတဲ့ဓာတ်ပုံတွေကြောင့်သူမသမီးအန်နာကတရေတွေကိုမြင်နေတာဆိုပြီးအန်ဒီကေတီကိုပုံတွေအကုန်လုံးကိုမိရှုခိုင်းလိုက်ပါတယ်။အဲဒီညမှာတော့ဂရေတယောက်အန်ဒီကေတီကိုအရင်အိမ်ပိုင်ရှင်တွေအကြောင်းကိုမေးတော့သူတို့ကလန်ဒန်ကိုပြောင်းသွားခဲ့ကြောင်းပြောပါတယ်။ပြီးတော့ဂရေကလည်းလန်ဒီယာဘာကြောင့်စကားမပြောတော့ ော့တာလေလို့သိကြလို့နောက်တစ်ခါထပ်မေးခဲ့ပါတယ်။အန်ဒီကေတီကတော့နိုင်ဒီယာကဒီအိမ်မှာပဲအလုပ်လုပ်နေရင်းနဲ့တကယ်မှာတော့ဘာကြောင်းကြောင်းမှန်းမသိဘဲနဲ့စကားမပြောတော့တာလို့ပြောပြခဲ့ပါတယ်။ဂရိကအန်ဒီကေတီရဲ့အဖြေကိုစိတ်ထဲမကျတာတော့အမှန်ပါ။သူမစိတ်ထဲမှာတော့နိုင်ဒီယာဟာစိတ်ဓာတ်ရကြီးကြီးမားမားတစ်ခုခုကြောင်းတာဒီလို trauma တစ်ခုရနေတာဖြစ်တယ်လို့တွေးလိုက်မိပါတယ်။ညနေပိုင်းမှာတော့ပီယာနိုတီးနေတဲ့အတန်ကြောင့် Grey လည်းအိယာကနေလန့်နိုးလာခဲ့ပါတယ်။ပီယာနိုထားတဲ့အခန်းကို Grey နဲ့ Andy Kitty တို့သွားကြည့်တဲ့အချိန်လူတယောက်လိုအရေးတစ်ခုကပီယာနိုတီးနေတာကိုတွေ့လိုက်ပြီးတော့ Grey လည်းထိတ်လန့်သွားခဲ့ပါတယ်။နောက်နေ့မနက်မှာ Grey က Andy Kitty ကိုမ နေ့ညကမြင်ခဲ့တဲ့ဝိညာဉ်ကတကယ်ပဲရှိနေတာလားလို့မေးတော့အန်ဒီဂေတီကလည်းလောကကြီးမှာယုံရခဲ့မယုံရခဲ့တွေကရှိတယ်။တည်ဆုံးခြင်းနဲ့ရှင်သန်ခြင်းကြားကဆွဲလန်းစိတ်တွေကြောင့်ပိတ်မိနေတဲ့ဝိညာဉ်တွေကလည်းတကယ်ရှိတယ်လို့ပြောပြခဲ့ပါတယ်။ဂရီလေသူမယောက်ျားဒီရင်ကြီးကိုဝယ်ခဲ့တော့ကအိမ်ထဲမှာအရင်အရှင်တွေရဲ့အုပ်ကူတွေရှိတယ်လို့ပြောပြခဲ့တာကိုတတိယမိပြီးတော့ဘုံကြီးပင့်ပြီးတော့စူတောင်းဖို့အိမ်ပြင်ဘက်ကိုထွက်ခဲ့ပါတယ်။အန်ဒီဂေတီတို့ကိုလည်းသူမဘုံကြီးသွားပင့်နေတော့အိမ်ထဲမှာရှိတဲ့အုပ်ကူတွေကိုရှာထားဖို့မှာခဲ့ပြီးထွက်သွားခဲ့ပါတယ်။သူမထွက်သွားပြီးတဲ့နောက်မှာအန်ဒီဂေတီကတန်ရှင်းလုံနေတဲ့သူမယောက်ျားကိုခေါ်ပြီး ်ပြီးအိမ်ဝင်းထဲမှာရှိတဲ့အုတ်ဂူတွေကိုလိုက်ရှာကြပါတယ်။ဂျိုင်းရဲ့တနေရာမှာအုတ်ဂူတွေကိုတွေ့တော့ ထူးဆန်းစွာနဲ့အန်ဒီကေတီတို့လင်မယားဟာအုတ်ဂူတွေကိုရှင်းရမယ်စာဘယ်သူမှမမြင်နိုင်အောင်ဖုံးအုပ်ထားခဲ့ပါတယ်ဂရိတယောက်ဘုံတော်ကြီးပြင်ဖို့အိမ်ကနေထွက်လာရင်လမ်းတနေရာမှာမြူကိုတွေကပိတ်မောင်နေအောင်ကြလာခဲ့ပြီးရှေ့ကိုဘာမှမမြင်နိုင်တော့အောင်ဖြစ်နေတဲ့ချိန်ရုတ်တရက်ဆိုသလိုစစ်တဲကနေပြန်မလာခဲ့သေးတဲ့သူမယောက်ျားချာလီကိုတွေ့လိုက်ရပါတယ်ဒီလိုနဲ့ဂရိလည်းသူမယောက်ျားနဲ့မထင်မှတ်ဖဲနဲ့တွေ့လိုက်တော့ဘုံတော်ကြီးပြင်ဖို့မိသွားခဲ့ပြီးလမယားနှစ်ယောက်အတူတူအိမ်ကိုပြန်လာခဲ့ကြပါတယ်ကလေးနှစ်ယောက်ကလည်းသူတို့အဖေပြန်လာတော့မိသားစုပြည်စုံပျော်ရွှင်သွားကြပြီးအဲ့ဒီခဏမှာတော့အရာအားလုံးကအဆင်ပြေနေခဲ့ပါတယ်ချာလီကအိမ်ပြန်ရောက်လာကြတဲ့ကမိသား ားစုနဲ့အချိန်မပေးနိုင်ဘဲနဲ့ခန်းထဲမှာပဲတရှောင်ရှောင်နဲ့နေခဲ့ပါတယ်။ဒါပေမဲ့ Grey ကတော့သူမယောက်ျားပြန်ရောက်လာ Grey ကအရာအားလုံးကိုမေးလျော့နေခဲ့ပြီးတရားဝိညာဉ်တွေတကယ်ရှိတယ်လို့ပြောပြောနေတဲ့သူသမီးစကားကိုတော့ပြန်မယုံတော့လို့အန်နာလည်းစိတ်ပြတ်နေခဲ့ပါတယ်။ဒီလိုနဲ့တည့်မှာတော့ Grey တယောက်သူသမီးအန်နာကိုပွဲတော်ဝတ်စုံလေးဝတ်ပေးပြီးကြားတခန်းကိုသွားခဲ့ပါတယ်။သူသမီးစီပြန်လာတဲ့အခါမှာသူမပွဲတော်ဝတ်စုံလေးဝတ်ပေးခဲ့တဲ့သမီးလေးကအဘွားအူကြီးတယောက်ဖြစ်နေတာကိုတွေ့လိုက်ရတော့ Grey လည်းကြောက်လန့်ပြီးအဘွားအူကြီးကိုထုလိုက်ရိုက်လိုက်နဲ့သူသမီးလေးကိုပြန်ခေါ်ပေးဖို့ဒရက်ဆက်ပြောနေခဲ့ပါတယ်။တကယ်တော့ Grey တယောက်ထိရိုက်နေတာကသူသမီးကိုသာဖြစ် ြစ်ပြီးအဖွားအူကြီးပုံစံကသူမရဲ့မသိစိတ်ကသာမြင်လိုက်တာပဲဖြစ်ပါတယ်။အန်နာကတော့သူ့မေနောက်ထပ်စိတ်ဖောက်ပြန်နေပြီဆိုပြီးတော့ကြော်အားလန်အန်းနဲ့အော်ဟစ်ကထွက်ပြေးသွားခဲ့ပါတယ်။သူမယောက်ျားချာလီကလည်းသူမဒီလိုမကြာခဏဖြစ်နေတာကကလေးတွေအတွက်အန်ရဲ့ရှိချောင်းပြောပြပါတယ်။ဂရက်ကသူမကိုသူမဘာကြောင့်ဖြစ်မှန်းမသိဘဲနဲ့တခုခုကသူမစိတ်ကိုနှောက်ရှက်နေတာတော့သတိထားမိနေခဲ့ပါတယ်။ချာလီကလူစန်းစွာနဲ့ပဲသူမဒီလိုဖြစ်နေတာကိုမရင်ဆိုင်နိုင်ဘူးဆိုပြီးတော့စစ်သည်ပြန်သွားဖို့ပဲဆွပြောနေခဲ့ပါတယ်။ ရေဒီယိုသူမယောက်ျားပြောနေတဲ့ဇကားကိုချက်ချင်းညှင်းဆန်လိုက်ပြီးချာလီကိုစက်တဲပြန်မသွားလို့ကြောင်းနဲ့ချာလီသွားတိုက်မဲ့စစ်ဆိုတာလဲအပြင်းမတကယ်မရှိတော့ကြောင်းပြောပါတော့တယ်ဒီလိုနဲ့နောက်နေ့ grey area ကနိုးလာတော့ချာလီကသူမဘေးမှာမရှိတော့တဲ့အတွက်ဝမ်းနဲ့နေခဲ့ရပါတယ်အဲဒီချိန်ပေါ်တက်ကနေသူမကလေးတွေအော်တန်ကြားလို့ချက်ချင်းအိမ်မော်ကိုပြေးလာခဲ့ပါတယ် grey ကကလေးတွေကိုလင်းအောင်ကြောင်းနာကျင်လို့អော်ရဲလို့ထင်ပြီးတော့ကလေးတွေကိုမောင်းတဲ့အခန်းထဲကိုအ мян ဆုံးထားဖို့ရှာပေမဲ့လည်းတိမ်လုံးမှာရှိတဲ့ခန်းတိုင်းကလိုက်ကာတွေအကုန်လုံးဖြုတ်ထားလို့ကြောက်တင်မိုးချက်တွေနဲ့အလင်းရောင်မဝင်နိုင်အောင်ကာထားလိုက်ပါတယ်ဒါမဲ့လည်းသူမကလေးတွေကတော့နေအောင်ကြည်ကြောင်းနေအောင်ဖူးပိတ် င်တွေလည်းမပေါက်ဖဲနဲ့နာကျင်မှုမရှိတာတတိထားမိလိုက်ပါတယ်တကယ်တော့ကလေးတွေကသူတို့ဖေအိမ်ကနေပြန်ထွက်သွားတဲ့အတွက်ကြောင့်ဝမ်းနေပြီးတော့အဟိငိုယိုနေခဲ့ကြတာပဲဖြစ်ပါတယ်အဲဒီနောက်ဂရေကအစီကံနေစီသွားပြီးပရင်းပေါက်လိုက်ကာတွေပဲရောက်သွားတာလေလို့မေးပင်မဲ့သူတို့ကဂယူးမဆိုင်ဖဲနဲ့သူမသားနဲ့သမီးကနေအောင်ကြီးနဲ့ဓမ္မတေတာမှုန်ချောင်းပြောတော့ဂရေကစိတ်တို့ပြီးသူတို့၃ယောက်ကိုအိမ်ကနေမောင်းထုတ်လိုက်ပါတယ်အဲဒီနောက်ကလေးတွေကအပေါ်ထက်မှာသူတို့မေပရင်းပေါက်လိုက်ကာတွေကိုတဲကြီးမဲကြီးရှာဖွေနေတဲ့အတန်ကိုကြားနေရတော့သူတို့မေထပ်ပြီးတော့စိတ်ပေါက်ပြန်မှာကြောက်ပြီးသူတို့ဖေနောက်ကိုလိုက်ဖို့အိမ်ကနေခိုးထွက်ခဲ့ကြပါတယ်ဂရေကလိုက်ကာတွေကို ရှာရင်တဲ့အစည်းအကမ်းတွေနေတဲ့ခန်းလေးကိုရောက်သွားတဲ့ချိန်အဲ့ဒီခန်းလေးကတပ်ပုံတပိုကသူမတို့ကိုထိတ်လန့်သွားစေခဲ့ပါတယ်အဲ့ဒီပုံတွေတဲကလူတွေကတော့သူမအိမ်မှာအစည်းအကမ်းလုပ်ခဲ့တဲ့ NDKT တို့မိသားစု၃ယောက်ရဲ့ပုံဖြစ်နေပြီးသူတို့မိသားစုက1980ဝန်းကျင်လောက်မှာအင်ကြီးရဲ့ပိုင်ရှင်တွေဖြစ်ခဲ့ပြီးတိတ်ဆုံးချိန်မှာဒေသူတွေရဲ့စာအုပ်ကိုပြုလုပ်ခဲ့ကြပြီးသူတို့မိသားစုတိတ်ဆုံးခဲ့တာကနှစ်ပေါင်း90ကျော်ရှိခဲ့ပြီပဲဖြစ်ပါတယ်တကယ်တော့ channel မှာ NDKT တို့ grey မမြအောင်ဖွက်ထားခဲ့တဲ့အုပ်ဂူတွေကသူတို့မိသားစုရဲ့အုပ်ဂူတွေဖြစ်နေခဲ့လို့ပါအဲ့လိုနဲ့အန်နာနဲ့နီကိုလက်တို့ကအုပ်ဂူတွေကိုတွေ့ရှိ ီခဲ့တဲ့အချိန်မှာတော့အစီအကံနေဖြစ်တဲ့ NDKD တို့၃ယောက်ကလည်းသူတို့နားကိုရောက်လာခဲ့ကြပါတယ်။ NDKD တို့၃ယောက်ကကလေးတွေနောက်ကိုလိုက်လာတဲ့အချိန် Grey ရောက်လာခဲ့ပြီးတော့ကိုတနက်နဲ့ပြစ်ပြီးတော့မောင်းထုတ်ခဲ့ပါတယ်။ဒါမဲ့ Grey မျောလင်းထားတဲ့အတိုင်းတရဲတွေဖြစ်နေကြတော့ NDKD တို့ကိုကြီးစံတွေကတက်ရောက်မှုမရှိခဲ့ပါဘူး။ Grey ကကလေးတွေကိုပြန်ခေါ်ခဲ့ပြီးအိမ်တကားကိုပိတ်ထားခဲ့ပေမဲ့တရဲဝိညာဉ်တွေဖြစ်တဲ့ NDKD တို့ကအိမ်တကားကိုထိုးပေါက်ပြီးတော့ဝင်ရောက်လာခဲ့ကြပါတယ်။ပြီးတော့ NDKD က Grey ကိုတေသူတွေနဲ့အတူတူဒီအိမ်ကြီးမှာတူတူနေထိုင်တတ်ဖို့လိုချောင်းနဲ့သူတို့မိသားစုက TV ယောဂါဆက်ခံခဲ့ရပြီးလွန်ခဲ့တဲ့နှစ်တွေကလေးက တည်ဆုံသွားပြီးဂရိတ်လိုပဲလာပေါင်းများစွာတည်ဆုံသွားတာကိုမသိဘဲနဲ့ဘာမှမဖြစ်ခဲ့သလိုအိမ်မှာဆက်ပြီးတော့နေထိုင်ခဲ့ကြတာလို့ပြောပြပါတယ်။ဒါပေမဲ့တနေ့မှာသူတို့တည်ဆုံသွားတဲ့အမှန်တရားကိုသိလိုက်တဲ့အချိန်မှာနိုင်ဒီယာဟာထိတ်လန့်သွားပြီးတော့စကားမပြောတော့တာလို့ရှင်းပြခဲ့ပါတယ်။အဲဒီအချိန်ပေါ်ရက်မှာပွဲတော်နေကသူမသမီးနဲ့ထင်ယောင်ထင်မှားဖြစ်ခဲ့တဲ့အဘွားကြီးကကလေးတွေကိုရှာတွေ့သွားတာကြောင့် ကလေးတွေကသူမကိုလှမ်းခေါ်တဲ့အတန်းကိုကြားလိုက်လို့အပေါ်ထက်ကိုပြန်လာခဲ့ပါတယ်။အပေါ်ရောက်သွားတော့ဖွားကြီးနဲ့သူသမီးမြင်ရတဲ့ဗက်တာဆိုတဲ့ကောင်လေးကသူတို့မိသားစုနဲ့အတူတူစပွဲဝိုင်းပတ်လည်မှာထိုင်နေကြတာကိုတွေ့လိုက်ပါတယ်။အဖွားကြီးက Gray နဲ့သူမကလေးတွေကိုဆက်သွယ်ပြီးစကားပြောဖို့အစီအစဉ်လုပ်နေကြတာပါ။ဒီကနေ့မှာတော့ဒီဇယ်လမ်းမှာ Gray နဲ့သူမကလေးတွေကသာတရေတွေဖြစ်နေကြပြီးအဖွားကြီးနဲ့ဗက်တာတို့မိသားစုကတော့အကြောင်းမျိုးမျိုးနဲ့ဒီရင်ကြီးမှာနေထိုင်ပြီးတည်ဆုံးခဲ့တဲ့ဝိညာဉ်တရေတွေရဲ့၆လံချင်းကိုခံနေရတဲ့တာမန်လူသားမိသားစုပဲဖြစ်ပါတယ်။ Gray တို့မိသားစု၃ယောက်ကလည်းသူတို့တည်ဆုံးသွားတာကိုတတိမထားမိခဲ့ပဲနဲ့ ဘာမှမဖြစ်တယ်လို့နေထိုင်နေခဲ့ကြတာပဲဖြစ်ပါတယ်။အဲ့ဒီချိန်ဖွားကြီးကကလေးတွေကိုသူတို့တိတ်ဆုံးသွားပြီလို့ပြောပြီးသူတို့တိတ်ဆုံးခဲ့တဲ့အချိန်ကဘာတွေဖြစ်ခဲ့တယ်လဲလို့မေးပါတယ်။ဂရိတ်ရောက်သူမရဲ့ဖြစ်ဖြစ်တွေကိုထိတ်လန့်သွားခဲ့တော့စီရင်ခန်းကိုရပ်တန့်ဖို့ကြိုးစားခဲ့ပေမဲ့တယောက်မှုမရှိတဲ့အခါမှာဖွားကြီးရဲ့လက်ထဲရေးနေတဲ့စာရွက်ကိုယူပြီးဆုပ်ဖြဲလိုက်တော့မှအစီရင်ခန်းကရပ်သွားခဲ့ပါတယ်။အဲ့နောက်ဂရိတ်ကသူမအခြေအနေကိုလက်ခံလာခဲ့ပါတယ်။တကယ်တော့ဂရိတ်ကသူမယောက်ျားချာလီစစ်ထဲမှာတိတ်ဆုံးသွားတဲ့သတင်းကိုကြားသိရတဲ့အချိန်မခံစားနိုင်မဲနဲ့စိတ်ဓာတ်တွေကျသွားပြီးတော့မလုံတင်တာတွေလုပ်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒါကတော့သူမကလေးတွေကိုတပ်ပြစ် ်လိုက်ပြီးတော့သူမကိုယ်တိုင်လည်းဆုံးစီရင်ခဲ့တာပါအဲ့ဒီဖြစ်ဖြစ်ကြောင့်ပဲဇလန်းဆာမှာဂရေတို့သားမိတွေက တို့တိတ်ဆုံးသွားတာကိုတတိမထားမိခဲ့ပဲနဲ့အင်ဂျီရီဘာကြောင့်အကြောင်းရင်းမရှိဘဲနဲ့အလုတ်ထွက်သွားခဲ့တာလဲလို့ထင်နေခဲ့တာပဲဖြစ်ပါတယ်။ဒီအင်ဂျီမှာလက်ရှိနေထိုင်နေကြတာကဗီတာနဲ့တို့မိသားစုဝင်တွေဖြစ်ကြပြီးတော့ဂရိနဲ့သူမကလေးတွေရဲ့ခြောက်လန့်မှုတွေကြောင့်တို့မိသားစုတွေကြောက်လန့်နေခဲ့ရတာလည်းဖြစ်ပါတယ်။ဇလန်းဆုံးမှာဗီတာနဲ့သူမိသားစုကအင်ကနေထွက်ခွာသွားတာကိုဂရိကအပေါ်ဒက်ကနေကြည့်နေခဲ့ပါတယ်။အင်ကိုလည်းပြန်ရောက်ချဖို့စာကတ်ထားခဲ့ပေမဲ့ဂရိတို့သားမိတွေကဒီအင်ဂျီမှာထာဝရနေထိုင်ဖို့ဂရိပြုထားတာကြောင့်နောက်ဝယ်မဲ့အင်ရှင်တွေအတွက်ကံကောင်းပါစေလို့ဆုတောင်းပေးလိုက်ကြရအောင်လားခင်ဗျာ။ဇကာလီကတော့ ါပါပဲခင်ဗျအစုံတီကြီးစုပေးခဲ့တဲ့ပရိသတ်တို့ဦးကြီးစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာ